တရုတ်နိုင်ငံကပင်လယ်ဝါအတွင်းမှာကြီးအစ်စ်တင်တဲ့၃ရက်ကြာစီးရဲလက်ကျင့်မှုတွေကိုမနေ့နိုဝင်ဘာလ18ရက်နေ့ကစပြီးပြုလုပ်နေပါတယ်။ထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့တရုတ်နဲ့ဂျပန်အကြားတင်မာမှုတွေဖြစ်နေချိန်မှာတရုတ်ပြည်သူ့တပ်မတော် PLA ကကြီးအစ်စ်တင်တဲ့စီးရဲလက်ကျင့်တာနဲ့ပတ်သက်လို့တရုတ်နိုင်ငံအနေနဲ့ထင်းထင်းသိမ်းသိမ်းလှုပ်ဖို့နဲ့ဒေသတွင်းမှာပြဿနာဖန်တီးသူမဖြစ်ချင်ပါနဲ့လို့ထိုင်ဝမ်သမ္မတလိုက်ချင်းတဲကပြောကြားလိုက်ပါတယ်။我呼吁国际社会持续关注，也呼吁中国应该要克制 တရုတ်နိုင်ငံဟာအင်အားကြီးနိုင်ငံဖြစ်တဲ့အတွက်အဲ့ဒီအတိုင်းကျင့်ကြံမှုလည်းသမရလန်ချင်းတဲကတိုက်တွန်းပါတယ်တရုတ်နိုင်ငံရဲ့ဒီစီအေးလက်ကျင့်မှုဟာဒေတာရင်းတင်မာမှုတွေရဲ့အဆိုးဝါးဆုံးအဆင့်ကိုရောက်လာတာလည်းဖြစ်ပါတယ်တရုတ်စစ်တပ်အခုစီအေးလက်ကျင့်နေတဲ့ပင်လယ်ဝါဟာထိုင်ဝမ်နဲ့မနီးပင်မဲ့ထိုင်ဝမ်နဲ့ထိစပ်နေတဲ့အရှေ့တရုတ်ပင်လယ်ပြင်နဲ့ကပ်လျက်မှာရှိပါတယ် ပင်လယ်ဝအတွင်းအခုလိုစီးရဲလေ့ကျင့်တာပြင်တရုတ်နိုင်ငံကပထမဆုံးကိုပိုင်ထုတ်ပြီးနိုဝင်ဘာလ9ရက်နေ့မှာစတင်တာဝန်ထမ်းဆောင်တဲ့ဖူဂျန်လီင်တင်စစ်တမောကြီးဟာလည်းတောင်တရုတ်ပင်လယ်ပြင်အတွင်းမှာပထမဆုံးအကြိမ်စီးရဲလေ့ကျင့်မှုတွေလုပ်နေပါတယ်တရုတ်အစိုးရကတော့ထိုင်ဝမ်အရေးမဖြစ်ခင်ကတည်းကဖူဂျန်စီးရဲလေ့ကျင့်မှုကြိုတင်စီစဉ်ထားပြီးသားလို့ပြောပါတယ်တရုတ်နိုင်ငံကထိုင်ဝမ်ကိုပိတ်ဆို့အရေးယူတာဒါမှမဟုတ်ဝင်ရောက်သိမ်းပိုက်တာမျိုးလုပ်ခဲ့ရင်ဂျပန်ကလည်းမဖြစ်မနေဝင်ပါရမယ့်အခြေအနေကိုရောက်လာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဆန်ဒါယီတာကာယီချီကအခုလအစောပိုင်းမှာလွတ်တော်ကိုပြောကြတာနဲ့ပတ်သက်လို့တရုတ်ဘက်ကအကြီးအကျယ်အမြင့်ထွက်ပြီးနိုင်ငံအကြားတန်တမာရေးရာတင်းမာမှုတွေအမြင့်ဆုံးအဆင့်ကိုရောက်နေတာပါထိုင်ဝမ်ဟာတရုတ်ပြည်မကြီးရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်သတ်မှတ်ထားတာကြောင့်တရုတ်ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တယ်လို့တရုတ်ဘက်ကယူဆပြီးဂျပန်နိုင်ငံဝန်ကြီးချုပ်အနေနဲ့အဲ့ဒီလိုပြောဆိုမှုကိုပြန်ယုံသိမ်းပေးဖို့တောင်းဆိုပေမဲ့ဂျပန်ဘက်ကတော့အဲ့ဒီတောင်းဆိုချက်အပေါ်တုံ့ပြန်ခြင်းမရှိသေးပါဘူး နိုမလာ၁၄ရက်နေ့ကတော့လုံခြုံရေးအရစိုးရင်ရတဲ့အတွက်တရုတ်နိုင်ငံသားတွေဂျပန်ကိုလောလောဆယ်မသွားကြဖို့တိုက်တွန်းထားပါတယ်။တရုတ်ပြည်မှာကြီးရဲ့ကြေညာချက်ထွက်ပြီးနောက်တနေ့နိုဝင်ဘာ၁၅ရက်နေ့မှာဟောင်ကောင်နဲ့မကာအိုတို့ကလည်းအလားတူသတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ